မိုးကြားရွှေကိုကစားသမားတွေကိုရွေးချယ်ခြင်းမပြုတော့တဲ့ Thomas Tuchel ပရိသတ်များမင်္ဂလာပါအင်္ဂလန်နီးပြ Thomas Tuchel ကတော့လာမယ့်နိုင်ငံတကာရည်တက်တဲ့ဘက်အတွက်ကစားသမားတွေကိုရွေးချယ်ရမှာခြေစွမ်းကောင်းသည်ဖြစ်စီမကောင်းသည်ဖြစ်စီနာမည်ကြီးလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ကစားသမားရွေးချယ်တဲ့အပိုင်းတွေကိုလှုပ်ဆောင်ခြင်းမရှိပါဘူးဒီကိတဲ့နိုင်ငံတကာရည်တက်တဲ့ဘက်အတွက်လည်းနီးပြအလုံးစုံလောက်အောင်မှာပွဲကစားခွင့်လုံလောက်စွာမရတဲ့နောက်ကလူအာနိုးကိုလည်းလူစည်းမှာရွေးချယ်ခြင်းမရှိသလိုအခုလေးလာမယ့်အနည်းဆက်ဆုံးပြိုင်ပွဲအတွက်လည်းကစားသမားရွေးချယ်ရမှာကွင်းလေလိုဘယ်လင်ဟန်ကိုချန်လှက်ခဲ့ပါတယ်အာနိုးတို့ဘယ်လင်ဟန်တို့ဆိုတော့ အရင်နီးပြပြတဲ့စောက်ကဲလဲထက်မှာကောင်းလဲရွေးမကောင်းလဲရွေးခဲ့ကြတဲ့မိုးကြွားရွှေကိုလိုကစားသမားမျိုးတွေဖြစ်ကြပြီးဒီအပေါ်မှာတော့နီးပြသွားမဲ့တူချီဟာခြေစွမ်းကိုအဓိကထားကြည့်ပြီးတော့ကစားသမားတွေကိုရွေးချယ်နေခဲ့ပါတယ်။သောမတ်တူချီဟာကွေးလင်နေရာအတွက်ဘယ်လင်ဟန်ကိုရွေးချယ်ခြင်းမရှိခဲ့ပေ။ဒါကြောင့်တော့ကွေးလင်လူ၃ဦးဖြစ်တဲ့ဂျော်ဒန်ဟန်ဒက်ဆန်၊လော့ဖ်တက်ချီနဲ့မော်ဂန်ရော်ဂျာတို့ကိုရွေးချယ်ခဲ့တာပါ။ဒီလိုရွေးချယ်မှုမှာတော့သောမတ်တူချီအနေနဲ့ဘယ်လင်ဟန်က ဒီကစားသမား၃ဦးတက်ကောင်းမွန်နေတယ်ဆိုတာဟာသိတာထင်ရှားပြီမယ်လေတကယ်တမ်းအသင်းလိုက်အစုအဖွဲ့မှာဆိုရင်တော့ဒီကစားသမား၃ဦးကပုံမကောင်းမွန်နိုင်တာကြောင့်ရွေးချယ်ခဲ့တယ်လို့ဆိုခဲ့ပါတယ်အင်္ဂလန်ဟာဒီလိုမျိုးလှုပ်ရဲကန်ရဲတဲ့နီးပြမျိုးလိုအပ်နေပြီအရင်ကနီးပြဆက်ဆက်မှာနေမကြီးချစ်တမျိုးတည်းကိုတော့မိုဒီကကစားသမားရွေးချယ်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်ဒါပြေတော့မဲ့တူချယ်အနေနဲ့လည်းအာဆင်နယ်နောက်ခံလူလူးဝစ်ကယ်လီကိုလည်းတတိပင်းမှုတွေလှုပ်ဆောင်နေခဲ့ပြီးအခုချိန်မှာလက်ရွေးစင်လူစည်းမှာပါဝင်နေခဲ့ပြီပဲနောက်တစ်ချိန်မှာပါမပါဆိုတာကတော့ပွဲကစားခွင့်ရရှိတဲ့ပုံများစွာမူတည်တယ်လို့ပဲဆိုရမှာပါ လူဝစ်ကယ်လီယာအာဆင်နယ်အထက်မှပြီးခဲ့တဲ့ရာသီကလပွဲထွက်ခွင့်မရသေးပေကာလာဖီယိုရီရဲ့နောက်မှာသာပွဲထွက်ခွင့်ရခဲ့ပါတယ်စကယ်လီကတော့နီးပြတော်မဲ့တူချေလက်အောင်မှာပထမဆုံးလည်းရွေးစဉ်ဖြစ်ခွင့်နဲ့ပထမဆုံးလည်းရွေးစဉ်တင်းကိုတွေကိုရရှိခဲ့သူပါအာကစားကျွမ်းကျင်သူအချို့ကတော့တော်မဲ့တူချေလက်တော်မဲ့တူချေရဲ့လှုပ်ဆောင်မှုတွေကိုအားရနေခဲ့ပြီးအင်္ဂလန်လည်းရွေးစဉ်အသင်းဟာဒီလိုပုံစံမျိုးဖြစ်တင်နေတာကြားပါပြီကစားသမားကောင်းတွေရှိပါလျက်နဲ့ပြိုင်ပွဲပြိုင်ပြီးဆိုရင်ချန်ပီယံဖြစ်နိုင်ခွင့်နဲ့အနည်းဆက်ဆုံးမှသာရှိခဲ့တာနဲ့ပြီးဆုံးနေခဲ့ပါတယ်နီးပြတော်မဲ့တူချေဟာနီးပြပွဲမှာဒေါ်မွန် PSG Chelsea Bayern Munich တို့မှာဒီပြပြင်းနဲ့ဆောင်ရွက်နေခဲ့ပြီး ချန်ပီယံလိဂ်ဆူပါလာပါဝင်အဓိကဆူပါလာပေါင်းများစွာစုခိုးနိုင်ခဲ့သူတို့ဥပမာဒါပြင်အင်္ဂလန်တာဝန်ရှိသူတွေကနီးပြအတွေ့အကြုံကောင်းနေရှိထားတဲ့သောမတ်တူချဲကိုအင်္ဂလန်ထွက်အောင်မြင်မှုတွေရှာဖွေပေးနိုင်လိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်အင်္ဂလန်တင်းကနီးပြဆောက်ခဲ့တဲ့အချိန်မှာယူရိုပြန်ပွဲရဲ့ဘောလူပွဲကိုနှစ်ကြိမ်ဆက်တက်တက်လန်းနိုင်ခဲ့ပြီးမယ်ပထမတစ်ကြိမ်မှာတော့အီတလီဒုတိယတစ်ကြိမ်မှာတော့စပိန်တို့ကိုရှုံးနေပြီးဒုတိယဆိုတဲ့နေရာနဲ့သာကျင်းနေခဲ့ရပါတယ်။ဒါကြောင့်တင်းရဲ့ရလက်ပိုင်းတွေကိုကောင်းမွန်နေခဲ့ပြီးမယ်လေဆူပလာအောင်မြင်မှုမရတဲ့အင်္ဂလန်ဟာလက်ရှိပိုင်ဆိုင်ထားတဲ့လူစည်းရင်းရတော့ဆူပလာအောင်မြင်မှုတစ်ခုခုရှိတည်နေခဲ့တာပါ။ အင်္ဂလန်တင်းအားနီးပြသွားမဲ့ဒူဂျယ်လက်အောက်မှာ6ပွဲကစားထားခဲ့ပြီး9ပွဲတိုင်းတပွဲရှုံးရလက်နဲ့နိုင်ပွဲရရှိထားခဲ့မှုက83.33ရာခိုင်နှုန်းရှိခဲ့ပါတယ်။ဒါမှဆိုးလွားတဲ့မှတ်တမ်းမှတ်ရာတစ်ခုလို့ဆိုနိုင်ပြီးဒီလိုနေထားမြစ်မှာအင်္ဂလန်နီးပြသွားမဲ့ဒူဂျယ်တို့ပေါင်းစည်းမှုမှာအရင်နီးပြလက်ထက်တွေကထက်တကူကူထူးခြားလိမ့်မယ်လို့ထင်နေခဲ့ပါတယ်။ဘာနေဒီပါအတင်းနဲ့မြင်ကွာသွားနိုင်သေးတယ်လို့ဘာလို့ဆက်ပြလာမှလဲဆိုတော့လေစောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ဗီဒီယိုလေးကတော့လောက်ပါပဲ။နောက်နေ့ဒီမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်။